နေစဉ်ခွန်အားအမှုတော်လုပ်ငန်းမှနှွေးထွေးလိုက်လဲစွာကြိုဆိုပါတယ်။ကြည်ရှု နားဆင်နေသူများအားလုံးအပေါ်မှာဖျားရှင်ရဲ့ညီသက်ခြင်းနဲ့ကျေးဇူးတော်အပေါင်းတက်ရောက်တည်ရှိနေပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။မေလ28ရက်ဗုဒ္ဓဟူးနေ့ တိမိုသေဩဝါဒစာဒုတိယဆောင်ခန်းကြီးတဲ့အငယ်6မှ34ထိုတို့ဖြစ်၍ငါလက်တင်သောအဖြစ်သင်၌ဖျားသခင်ပေးတော်မူသောစုကိုနှိုးဆော်မိအကြောင်းငါသည်တင့်ကိုတတိပေး၏အကြောင်းမူကားဖျားသခင်သည်ကြောက်တတ်သော စိတ်တဘောကိုငါတို့အားပေးတော်မူသည်မဟုတ် တကူပါသောစိတ်ချစ်တတ်သောစိတ်ရှင်လင်းသောစိတ်တဘောကိုပေးတော်မူ၏ထို့ကြောင့်ငါတို့သခင်ဖျား၏တတ်သိကို၎င်း ထိုသခင်ကြောင့်အကျဉ်းခံရသောသူဖြစ်သောငါကို၎င်းရှက်ကြောက်ခြင်းမရှိနှင့်ဘုရားသခင်ပြတော်မူသောတကူးကိုယသည့်အတိုင်းဧဝံဂေလိတရားနှင့်ဆက်ဆံ၍ဆင်းရဲဒုက္ခကိုခံလောဘုရားသခင်သည်ငါတို့ကျင့်သောအကျင့်ကိုထောက်တော်မူမူရှေးကကာလမရောက်မီယေရှုခရစ်အဖင်ငါတို့အဖို့ကိုယ်တော်တိုင်ကြံစီတော်မူသောခြေဆုတော်နှင့်အညီငါတို့ကိုကယ်တင်၍ သက်ရှင်သောအရာ၌ခေါ်သွင်းတော်မူ၏။ထိုယေရှုတော်ကငါတို့ကိုကယ်တင်သော သခင်ယေရှုခရစ်ပေါ်ထွန်းသည့်အရာမှာယခုထင်ရှားလျက်ရှိ၏။ထိုသခင်သည်သေခြင်းအကြောင်းကိုပယ်ရှား၍အသက်ရှင်ခြင်းအကြောင်းနှင့် မဖောက်ပြန်ခြင်းအကြောင်းကိုဧဝံဂေလိတရားအဖြစ်ထင်ရှားစေတော်မူပြီးထိုတရားကိုဟောပြောတော်သူအရာ၌၎င်းတမန်တော်အရာ၌၎င်း တပါအမျိုးသားတို့ဤဆရာအရာ၌၎င်းငါကိုခံထားတော်မူပြီးထိုအကြောင်းကြောင့်ဤဆင်းရဲဒုက္ခကိုငါခံရ၏သို့တော်လေရှက်ကြောက်ခြင်းမရှိအဘယ်သူကိုငါယုံကြည်သည်ဟုငါသိ၏သူ၌ငါအပ်ထားသောအရာကိုလည်းထိုနည်းရတိုင်အောင်စောင့်နိုင်တော်မူသည်ဟုငါသဘောကြ၏ငါထံ၌ကြားရပြီးသော စင်ကြယ်သော တရားစကားအချုပ်အချာကိုယေရှုခရစ်၌ယုံကြည်ခြင်း ချစ်ချင်းနဲ့တကွဆွဲလန့်လော သင်၌အပ်ထားသောအရာမြတ်ကိုငါတို့၌ကျင်းဝတ်တော်မူသောတန်ရှင်သောဝိညာဉ်တော်အားဖြင့်စောင့်ရှောက်လောထို့ကြောင့်ငါတို့သခင်ဖရာဤတသက်ကို၎င်းရှက်ကြောက်ခြင်းမရှိနှင့်ဧဝံဂေလိတရားနှင့်ဆက်ဆံ၍ဆင်းရဲဒုက္ခကိုခံတော် တိမောသေဩဝါဒစာဒုတိယဆောင်အခန်းကြီး1ခန်းငယ်10တွား၍ပြောကြလောအဲလျက်ဒီတပားသူများအားသခင်ယေရှုအကြောင်းကိုဝေမျှသက်တည်ခံရန်အလွန်စိတ်ထက်သန်သူဖြစ်သည်သူသည်တာအရှနိုင်ငံမှအသင်းတော်ခေါင်းဆောင်များအားတိမောသေဩဝါဒစာဒုတိယဆောင်ကိုတပတ်တာသင်ကြားပေးစဉ်အတော်တွင် ရှင်ဘောလုမှ တိမောသေအားနှုတ်ဆက်မှကြားခဲ့ပုံကိုဝေမျှခဲ့သည် ခေါင်းဆောင်များအားဧဝံဂေလိသတင်းကောင်းကိုဝေမျှရာတွင် ရှက်ကြောက်ရန်မလိုပဲရှင်ပေါလုကဲ့သို့ဧဝံဂေလိတရားအတွက်ဆင်းရဲဒုက္ခခံလျက်လှုပ်ဆောင်ရန်သူတိုက်တွန်းခဲ့သည်။ယေတန်ကြာတွင်ထိုနိုင်ငံ၌ဧဝံဂေလိလှုပ်ဆောင်ခြင်းဘာသာကူးပြောင်းခြင်းကို တားမြစ်ထားသည့်အကြောင်းကိုသူသိခဲ့ရ၍ထိုခေါင်းဆောင်တို့သည်ဧဝံဂေလိတရားကိုစွဲရှိရှိတတ်တိရှိရှိဆက်လက်ကြွေးကြော်ရန်သူတို့အတွက်အလွန်ပူပန်သောစိတ်နှင့်အလျက်ဆုတောင်းပေးခဲ့သည်။ ဧဝံဂေလိသတင်းကောင်းကိုဝေမျှပြောကြရာတွင်များစွာအနေရရှိကြောင်းရှင်ပေါလုသိသည်သူ့အနေနှင့်အကျဉ်းချခံခဲ့ရပြီးသူ၏ဟောပြောတုံ့တင်မှုများကြောင်းရိုက်နှက်ညှဉ်းပန်းမှုများဂဲနှင့်အပြစ်ခံရမှုများစသည်ဖြင့်အခြားခြားသောဒုက္ခအခက်ခဲများစွာကိုလည်းကြုံခဲ့ရသည်သို့သောဧဝံဂေလိတရားကိုဝေငှရန်ရှင်ပေါလုအာမည်သည့်အရာကမှမတားဆီးနိုင်ပါရှင်ပေါလုဤတဒနာမှာ ငါအသက်ရှင်သည့်အရာမှာခရစ်တော်ဖြစ်၏။တေးလျင်မူကားသာ၍အကျိုးရှိ၏ဟု၍ဖြစ်သည်။သူသည်ခရစ်တော်အကြောင်းကိုဝေမျှရန်အသက်ရှင်ခဲ့သည်။သူသေခဲ့လျင်လည်းသခင်ယေရှုနှင့်အတူရှိနေရမည်ကို သူသိသည်။ထို့နောက်ရှင်ဘောလုကတိမောသေအားသက်ရှင်သောဝိညာဉ်တော်သည် သူကိုတကူခွန်အားပေးမည်ဖြစ်ကြောင်းတတိပေးအမှတ်ရစီခဲ့သည်။အိမ်၌ဖြစ်စေနိုင်ငံရဲ့ခြား၌ဖြစ်စေကျွန်ုပ်တို့မြည်သည့်နေရာတွင်ရှိရှိရှိ ယုံကြည်သူအားလုံးကိုသခင်ယေရှုအကြောင်းပြောကြားရန်ဖခင်သခင်ကအစဉ်အမြဲခေါ်ဖိတ်နေသည်ဆင်းရဲဒုက္ခကိုကျွန်ုပ်တို့ခံကောင်းခံရနိုင်တော်လေကိုရောဒီကျွန်ုပ်တို့နှင့်အစဉ်အမြဲအတူရှိနေမှာဖြစ်သည် ှုအကြောင်းကိုဝေမျှရန်မြည်သည့်အရာကတင့်ကိုကူညီပေးနေသည်။တည်ငောင်းဝေမျှရန်တင်မြင်မြဒုက္ခခံခဲ့ရသည်။ရပ်ပြာတခင်ကိုရော့ကိုကျွန်ုပ်တည်တဲ့သူတပားသူများအားလည်းသိစေချင်ပါ၏ကိုရော့အကြောင်းကိုသူတပားအားဝေမျှတတ်သိခံနိုင်ရဲ့အတွက်တသရှင်သောဝိညာဉ်တော်အားဖြင့်ကျွန်ုပ်အားအစွမ်းတတ္တိခွန်အားများပေးသနာတော်မူပါ သခင်ယေရှုနာမကိုအမြဲပြု၍ဆုတောင်းပါ၏အာမင်နေစဉ်ခွန်အားကိုကြည်ရှုနားဆင်နေသူများအားလုံးအပေါ်မှာဖျားသခင်နှုတ်ကပတ်တော်မှဉာဏ်ပညာတော်များကိုရရှိပိုင်ဆိုင်လျက်ပုံပုံပြည့်စုံကြွယ်ဝသောဘဝအတ္တများ ဖြစ်တည်နိုင်ကြပါစေ။